င်္ဂလာပါများဒီတကကျွန်တော်တို့ညီကိုမောင်နှမတွေကိုဆက်လက်ပြီးဖတ်ပြပေးချင်တာကတော့ခေဆန်းဆရာကြီးသိပ္ပံမောင်ဝါကြီးဝိတုဆောင်ပါဘောင်းကျုံတဲ့စာအုပ်ထဲမှာဘေဒါစုရဲ့ဝိတုဆောင်ပါလေးဖတ်ပြပေးချင်ပါတယ်ခင်ဗျာနားဆင်ပေးကြပါအောင်ခင်ဗျာဘေဒါတဲ့မောင်လူကြီးဒီစိတ်အေးလေးနဲ့နေထိုင်လို့တော့လဲအစိုးရပဲဝင်လျက်ဝင်မိလျက်သာဖြစ်တော့ကြောင့်မောင်လူဘူးဖြစ်လျက်နေတော့ဤမောင်လူကြီးလုံဝင်၍ ညမကြာမီပင်စပါးစည်းတွေကြတာယာဝတီပင်တပုံတွေထအမျိုးမျိုးနဲ့နဲ့တွင်လူဆိုးတွေကကြွနဲ့အလွန်ထူးသောခကြီးနဲ့ကြုံကြိုက်လျက်ရှိပေ၏မိမိအိုထင်းရသောနယ်ကအခွန်တောင်းရခဲ့တော်လဲတိုင်းရေးပြည်ရေးအတွက်များစွာမပူရဘိပက်လေနယ်များကစူပူသောကြောင့်မုံလူကြီးတို့လည်းထိတ်ထိတ်နေပင်နေကြရ၏အရေးပိုင်မင်းကမိန်ပြီးသောကြောင့်မုံလူကြီးမှာနယ်ဆက်သို့ပြေးကြရ၏အစိုးရတင်မော့ပေါ်တွင် မိမိဆေးရည်နှင့်အစီကံများပြင်အခြားသင်္ဘောသားတို့သာပါ၏မိမိပိုင်နေဖြစ်သောရွာစဉ်လျှောက်၍သတင်းကိုထောက်၏အခွန်တော်ကိုကောက်၏တင်းတင်းပြော့ပြော့ချော့တန်းချော့ချောက်တန်းချောက်စူတန်းစူပူတန်းပူလောက်ရလာခဲ့၏တရားကို130လောက်ရန်စစ်စစ်သည့်ရွာ၌လည်းစစ်စစ်၏ဤသို့လာခဲ့ရာမိမိ၏နေဆုံးအစုကလေးဆိုသောရွာသို့နေဝင်ချိန်၌ဆက်ရောက်ရလာ၏ရွာ내ဒီမော့ဆိုင်ရာကအတော်တော်လှမ်းသည့်၏ ရွာရောက်အောင်အစိုးရတင်းမမဝင်နိုင် မော်တော်တင်းမကလေးသာဝင်နိုင်၏ဝင်နောက်မင်းလာသည့်ကြားသောကြောင့်ရွာတကြီး မောင်ဆစ်ဆိုင်သည်ရွာမှမော်တော်တင်းမကလေးနှင့်ထွက်၍လာလေသည် မောင်လူရေးအမိမိအိမ်သို့လာရန်တောင်းပန်ရှာ၏မောင်လူရေးသည်ထမင်းစားတော်ပြီလင်မိမိဆေးကြီးကိုဝါခေါ်ကာအစုကလေးရွာသို့တကြီးနှင့်တူလိုက်ပါသွား၏တပေါင်းလာမည်နေဖြစ်သောကြောင့်လာမင်းကသာပါပေ၏ချောင်းတစ်ချောင်းလုံးဖွေးနေလေသည် ကွင်းများကနေကြံ့ကြံ့နေ၏ဒေဗီကလေးကတိုက်ခတ်နေသောကြောင့်ခိုင်အီထူးသဖြင့်မောင်လေးမှာမောင်မိတို့ကလေးကိုဝတ်ထားသောကြောင့်ဒူးနယ်လုံးလုံးမှာပုံမို့၍အေးချာကြပေသည်မခန္ဓာအောင်လည်းမအေးမအေးပဲလည်းမဟုတ် မခံကြည့်မခံသာနေ၏အတန်းကြာလင်းအဆူကလေးရွာသို့ရောက်လေသည်ဖျားပွဲချင်းမှနေရာမှဆိုင်းတန်ကြရ၏ဆိုင်းတန်ဤသာယာချင်းကိုနားမထောင်နိုင်တိုင်းရေးပြည်ရေးကြောင့်ကိုတကြီးနှင့်ဆွေးနွေး၏ ရွာစင်ရင်စာအုပ်များကိုကြည့်ရှုစစ်စစ်ဤလူစုလူမိုက်များကြောင့်ကိုမေးမြန်းဤလူခွန်တော်ကြောင့်စုံစမ်းဤဆိုင်တီတော်ကြောင့်ကိုလည်းတရံမဆဲကြားမြေတိုင်းကြားနေရလေသည်ဖျားပွဲသူလာသူတို့ကပျော်ပါးကြမည်မဟုတ်ချတကြီးဆရေးဝင်းတော့တို့ကခေါင်းချင်းဆိုင်ကဆင်းနေရေနေကြကုန်၏ဖယ်ဆိုင်တန်ကိုများနားမထောင်နိုင်ဖယ်ဖျားပွဲကိုများလည်းခယူမဆိုင်လာပြီနေဟူ၍တတိမြမိမိအလုပ်ဖြစ်သားလင်းရှုပ်ထွေး၍နေကြလေတော်သည် ။မကြာမီမော်တော်တင်မောကလေးနေပင်ထွက်၍လာကြပြန်၏။တင်မောကြီးဆိုင်ထားရာချောင်းဝါသို့ရောက်လင်းတကြီးအားနှုတ်ဆက်၍မိမိအခန်းထဲသို့ဝင်၏။စပယ်ဝေါ်ဒင်တင်ထားသောနာယီကိုကြည့်လိုက်ရာတကောင်ကျော်နေပြီဖြစ်ကြောင်းကိုသိရ၏။အခွန်တော်အတွက်တိုင်းရည်ပြည်အတွက်တနေ့လုံးစူးစမ်း၍လာရသောကြောင့်မော်ပန်းလာသည်ဖြင့်ကရထိုင်ပေါ်တွင်မောမောနေပင်ပြည့်၍ထိုင်လိုက်လေ၏။စပွဲပေါ်သို့ခြေနှစ်ချောင်းစလုံးလွှဲ၍တင်ကဆောင်ရွက်ရန်ကိစ္စများကိုစဉ်းစား၏။ နာတွင်ရှိသော secret ဘူးမှ secret တလေးကိုမင်းကြီးကဖွာ၏မိမိအခန်းထဲမှာဖြစ်သောကြောင့်ကိစ္စမရှိရန်ကုန်လမ်းတွင်ဤတို့ secret တောင်းမှုက လောက်လေးဘေးမှကင်းပါမလားလူငယ်များသည်တောင်းပန်ရေးဖွဲ့နှင့်တွေ့လေမလားဟုတွေးမိသဖြင့်ပြုံး၏မင်းပြဆောစောတွင်လည်းအခွန်ကိစ္စတွေနှင့်တွားရပေုံမည်ယခုလည်းတကောင်ကျော်နေပြီအိတ်လေအောင်မှာပဲဘောင်းမီကိုချွတ်လုံကွင်းကိုဝက်အိတ်ရတို့ကပ်၏ အေယာဗီတက်တဲ့အတွင်းလောက်ရောင်ဝင်နေသောကြောင့်လင်းလျက်နေ၏။စုံစမ်းသောအခါထိုနေရာပြတင်းပေါက်မှာမှတ်တပ်ထားသောကြောင့်ဖြစ်လေသည်။အခြားပြတင်းပေါက်တို့ကဲ့သို့တစ်သားပြတင်းမဟုတ်အေယာပေါ်တွင်လဲ့၍အိတ်လိုက်ပြီဆိုလျှင်မိမိနှင့်ကပ်လျက်နေ၏။ထိုပြတင်းပေါက်မှလက်လန်းလိုက်ပြီဆိုလျှင်လည်းမိမိအားမိလျက်နေလေသည်။ညနေကကြကြီးပြောထားသောစကားများကိုတွေးမိ၏။တင်မောဆိုင်သားရာနှင့်မဏိမဝေးအခြားဘက်ကန်တွင်လူစုဆယ်ယောက်ခန့်တဲကလေးများနှင့်နေထိုင်ကြကြောင်းကိုသတိရ၏။ ထိုမှန်မြတဲ့မှာထိုတဲကလေးများရှိရသူလမ်းရွေကြည့်ဤထိုတဲကလေးများကိုမြင်ရလေသည်ကြည့်၍ပဲကောင်းသေးတော်လူသားဆိုရလည်းမကြရတေဝလုံးတိတ်၍နေလေပြီထိုတဲကလေးများမှာလည်းဘာသာမှမကြရရွာဆုံးမှခွေးဟောင်တန်ကိုသာလင်တခါတခါကြားရလေသည်မိမိတနက်ကိုရှာဤမတွေ့အိမ်တွင်မိနေကြလေသည်မိမိစီကံလည်းအိမ်နေပြီပြီအခြားဘက်မှာလည်းမိမိစည်ရည်နဲ့တင်မောသားတို့၏အတန်ကိုမကြရစိတ်အိုက်လျက်နေဤ ထိုတက်ကလေးများကိုသာလျှင်ဆိုက်၍ကြည့်နေပေ၏ထိုလူသွင်းများမိမိရောက်ကြောင်းကိုသိမိကမလွဲမိမိကိုကြောက်၍ပြေးကပြေးကုန်ကြမည်ဖြစ်လေသည်ပြေးကုန်ကြလင်တော်ပေ၏မပြေးပဲမိမိထံသို့လူစုလူဝေးနှင့်လာကားမခဲ့ပေလောခုခံစရာတနားလဲအိမ်၌ကြံနေကြလေပြီဟာကိစ္စမရှိဒီတနေ့မွေးတနေ့မင်းဖြစ်နေမှလူစုကြောက်စရာမရှိမိမိစိတ်ကိုရဲစေးတင်ဤဂုံတော်ကိုရွတ်ဤအန်ရခင်ကာရာကိုရွတ်ဤ ရှဲအင်းကြီးလက်တူတူမကအပြန်ပြန်လန်းလန်းအခန်းတွင်း၌ရှောက်၏အတန်းကြာလင်အိုက်စာပြူ၍လာ၏ချွေးတွေတကိုယ်လုံးရွှဲနေလေပြီ လေအေးကလေးကိုခံလို့သောကြောင့်အခန်းပြကားကိုဖွင့်ပြလင်တင်မော်ဥ၌ရှိသောကရထိုင်ပေါ်တွင်ထိုင်၏ဆက်လေကိုမြင်းကြီး၍တောက်၏လာမင်းကိုမော်ရည်လက်ကြည့်၏ကြည်လင်စွာသာလျက်နေတော်သည်ခုနစင်ကျေကိုရှာ၏တွေ့၏အမီးပင်ကောင်းနေလေပြီဖြောက်စိတ်မောင်ရှင်ဆိုင်ထံဆသောကျယ်မြောက်ကိုရှာပြန်၏တွေ့ပြန်၏ ကမ်းခြေတစ်လျှောက်တွင်ပေါက်နေသောသစ်ပင်တွေကိုမျှော်ရွေ့ကြည့်ဤလေညင်းတွင်သာယာစွာလှုပ်ရှား၍နေကြလေသည်ရွာဘက်သို့မျှော်ရွေ့ကြည့်ပြန်ဤတိတ်ဆိတ်လျက်ပင်အခြားဘက်ကမ်းသို့မျှော်ရွေ့ကြည့်ပြန်ရာရခင်လူစိုးတို့၏တဲကလေးများကိုမြင်ရပြန်၏အသာအခြားဘက်သို့လက်ကြည့်လိုက်လေသည်စိတ်မရဲ၍ထင် ထိုတဲများမှဘာသာမှမကြားမိလည်းမရှိအိတ်နေကြပြီလားပြေကုန်ကြပြီလားဆွေနေတိုင်ပင်နေကြသလားမြေသူသိနိုင်အနှီးရေတက်နေသည်မှာ တော်တော်ကြာပြီဖြစ်သောကြောင့်မြစ်တမြေလုံးပြည့်လျက်နေ၏ထိုင်နေရာနှင့်ရေဤမြေမျက်နှာကနှစ်ပေကန့်သာဝေး၏လောက်ရောင်တွင်ဖြူဖြူဝေးဝေးနေလေသည်ကြက်ကလေးများထားနေသည်မှာတစ်ဖြတ်ဖြတ်နှင့်ကြည့်၍ပဲကောင်းသေးတော်၏ဤတို့ရေပြင်ကိုငေးရွကြည့်နေ၌ဗေဒာပင်ကလေးတို့သည်လျင်ချင်းတွင်ရက်တိုက်ကာတက်၍လာကြကုန်၏ထိုဗေဒာပင်ဤထောင်နေသောရွက်ကလေးတို့သည် ရွက်များနေတူလာ၏လေတက်ရတွင်ပါ၍ပါ၍ လိုက်လာကြကုန်၏အချို့မှာတပင်ချင်းတက်လာကြလေ၏အချို့ကတတိုက်တမြုံကြီးဆူယုံ၍လာကြလေသည် အချို့သည်အလဲကောင်းတွင် ခမမားဘေးကပင်ကလေးများကခြံရံ၍လိုက်လာကြကုန်၏ဘေဒာဘရင်မင်းများအားခါစား၍လိုက်ပါသောဘေဒာမူးမတ်များပေသည်ရင်းတို့၏အကြားတွင်အပွင့်နှင့်ဘေဒာတို့လည်းကွက်ကြက်ကွက်ကြတင်ပါ၍လာကြလေသည်ပြတ်သက်ကလေးများနှင့်ဒူလာ၏လာသာသာတွင်ထူးသဖြင့်ကြည်၍ကောင်းလေသည် အပြာရောင်ပေတာပန့်ကိုလာရီအဖြူအောင်ကအုပ်လိုက်တော့ခါကြည်ရှုသူဤစိတ်ကိုကြည်နူးစေ၏ထိုပေတာတို့ကမိမိတို့ဘာသာလိုက်ပျော်ပါးစွာလှဲ့လေကြဆား၍နေကြကုန်၏ရေတက်လင်ရေတက်နှင့်လိုက်ပါ၏လာကြကုန်၏ရေကြလင်ရေကြနှင့်အတူဆင်း၍ပါလာကြပြန်၏ကုန်းမော်တွင်တင်းနေပြန်လင်လဲကုန်းမော်ပါပင်ကြီးပွားလျက်နေကြ၏ဆုံကြီးဆန်းကြီးအပြန်ပြန်နေတိုင်းကြဆားကြလေသည် ရောက်လို့ရရောက် ဘာကိုမှမကြောက်တော့အပင်မျိုးပေသည်မြည်သူအမမယွန့်လေတင်းမောလူမြည်သူမမနိုင် တပင်ကိုဖြက်စီးလင်နှစ်ပင်ပေါက်ရလာဤနှစ်ပင်ကိုဖြက်စီးလင်လေးပင် လေးပင်မှရှစ်ပင် ကြာလင်ဖြက်စီးသူတို့လက်လျှော်ကြကုန်ဤထို့သို့လက်လျှော်လိုက်လင်ထင်တိုင်းသွားထင်တိုင်းလာပျော်ပါလိုက်သည့်ဖြစ်ချင်းလောကတွင် လူတို့မနိုင်သောအရာများတွင်ဖေးကြလဲတပပါဝင်ဖြစ်လေသည်ဤသို့ဒီမကြရောက်လျာတွင်ပြောကြသောဗေဒပင်တို့ ဆက်မပြတ်မျှော၍လိုက်ကြလာလိုက်လာကြသည်ကိုမြင်လင်အားကြမိ၏ထိုပေသာတို့ကလွတ်လပ်ကြ၏မိမိမှာကထိုကဲ့သို့သွားခြင်းရသောလာခြင်းရမလာနိုင်မိမိနယ်တွင်ကွက်ကွက်ကလေးသာနေရ၏အတန်းကြလင်းအနီးနားရှိဆန်ဆက်မှ나이ပြန်နှစ်ချက်ထိုးတံကိုကြားမှအိယာမီကိုတတိယလေသည်တခါတခါတန်းစာပြူလာ၏ကောင်းကင်သို့မော်ပြစ်ကြည့်လိုက်ရာလာမင်းမှာသာမြဲတိုင်းပင်ပဝင်းကျင်တွင်လဲတိတ်ဆိတ်လူစိုးတို့ကိုလည်းသတိမရပြီ အခန်းတွင်သို့ဝင်ရဲ့အိယာနနဲ့အစီကံနိုးမှနိုးတော်၏တဲ့ထောင်ဝါသုံးစနှစ်ခုမတ်လဂန္ဓလောကတဲ့မင်္ဂလာပါများဒီကကျွန်တော်တို့ညီကိုမောင်နှမကြီးဆက်လက်ပြီးဖတ်ပြပေးချင်တာကတော့ခေဆန်းဆာရိစာကြီးသိဗ္ဗံမုံဝါကြီးဝိတုဆောင်ပါပေါင်းကျုပ်သစ္စာဥထဲမှာကြုံမြန်ရဆိုတဲ့ဝိတုဆောင်ပါလေးဖတ်ပြပေးချင်ပါတယ်ခင်ဗျာနားဆင်ပေးကြပါအောင်ခင်ဗျာကြုံမြန်ရတဲ့ တယံခါသော မောင်လူဝေးသည်မန္တလေးနှင့်ပြီးဆုံးကြည်ဆန်းကြည်လုံနေသောကုတုသင်္ဘောပထမတန်းတွင်လိုက်ပါ၍လာခဲ့၏မင်းမှုတွင်သင်္ဘောဆိုင်သောအခါမိမိနှင့်ကြောင်းနေဘက်အလွန်ရင်းနှီးသောမိတ်ဆွေ မောင်သိန်းတင်တက်၍လာလေသည် မောင်သိန်းတင်ကပြည်ဆံဝဲကိုမောင်လူဝေးနှင့်အတူအောင်မြင်ပြီးနောက်ရာဇဝဲဝင်တော့လို့ကိုလောက်ကင်နေသူဖြစ်လေသည်ကျောင်းနေစဉ်ကမောင်လူဝေးနှင့်အခန်းချင်းကပ်နေကြသောတကယ်ချင်းဖြစ်နေသောကြောင့်အလွန်ကြီးနီးသောဘဝသို့ရောက်ခဲ့ကြလေသည် မောင်လူရဲ့ကလည်းမောင်သိနေကြောင်ကောင်းကောင်းသည့်မောင်သိနေကလည်းမောင်လူရဲ့ကြောင်ကောင်းကောင်းသည့်လေသည်ရင်းနေသောတံခါးချင်းများဖြစ်ရသောကြောင့်တင်းမောပေါ်တွင်ခရီးသွားခြင်းဆုံတွေ့ကြလင်ဝမ်းသာ၏မဆုံးစကားပြော၏မဆုံးရှိခေါင်းနှောင်းပြများကိုပြောကြ၍မဆုံးအောင်ဖြစ်နေကြလေသည်ကြောင်သောဘဝတုန်းကနေထိုင်ကြပုံ ဖြစ်ပြကြပုံများကြောင့်ကိုတပြောတည်းပြော၍လာကြကုန်၏ဤသို့ရှိခေါင်းနှောင်းပြတွေကိုပြောကြနေရင်မှပင်မောင်လူရဲ့ကမောင်သိနေအားဒါတည်းခမရဤသား မချက်ခင်တယောက်ကိုဘယ်မှာတော့မပြဟုရုပ်တည်းရဲ့မေးလိုက်၏။မောင်လေးဤသို့မေးလိုက်လင်မောင်သိန်းတင်လည်းမျက်နှာပြည့်၍သွား၏။ဤသို့မျက်နှာပြည့်ရန်ပြည့်၍သွားရန်အကြောင်းမရှိရင်းဤသို့မိတ်ဆွေချင်း၎င်းမျိုးမေးသည်မှာဓမ္မတာပင်ဖြစ်လေသည်။ထူဆန်းသောမေးမဟုတ်မောင်သိန်းတင်မှာအကြောင်းတို့ရှိသောကြောင့်သာလင် မျက်နှာပြည့်ရပေလိမ့်မည်။မျက်နှာပြည့်သွားသည်ကိုမြင်လဲမောင်လေးလည်းထပ်၍မမေ့တော့ပဲငြိမ်သက်စွာနေတော့၏။မိမိမေးမိသည်ကိုပင်အာနာဒလူလိုဖြစ်လျက်နေ၏။ အတန်းကြောင်ပင်တယောက်နဲ့တယောက်စကားမပြောဘဲနေကြပြီနော်မောင်သိန်းနေကပင်လဲမိမိတို့ဤဖြစ်ပျက်ကိုအဆမဆုံးတိုင်းပြန်ပြောပြလိမ့်ဤအချို့เจ้าများကိုမောင်လူရည်သည်ဖြစ်ဖြစ်ဤတို့တော့เจ้าအရာထင်ရှားစဉ်ကအဆမဆုံးတိုင်းပြန်ပြောခြင်းဖြစ်လေသည် မောင်သိန်းနေပြန်ပြေးပြောပြသောအထုပ်ပတ်ဒီကိုဝိထုသားမျိုးဖြင့်ရေးသားဖော်ပြထား၍ထားလေသည်ဤကားစကားချက်တဲ့မောင်သိန်းနေနဲ့မချင်းကင်းတို့ကဆား၍တမိစားဖြစ်ကြခြင်းကမောင်သိန်းနေမှာ အသက်16နှစ်မချင်ခင်ကအသက်16နှစ်များစွာရှိကြသေး၏မိုက်တုံယူတုံရွယ်ဖြစ်ကြသောကြောင့်တွေးကြတွေးတော်ဆင်ခြင်းချက်မရှိတခါမြင်မှုသည်နှင့် မျက်မျက်စီချင်းကစားပြီးတဖြည်းဖြည်းအချက်မှရင့်တန်၍လာခဲ့လေသည်ထို့နောက်အချင်းချင်းတွေ့ဆုံရန်ကြံစည်ကြလေသည် တွေ့ဆုံကြ၏မချင်ခင်ကမိမိအားခိုးပြန်ပြောဆို၏မောင်သိန်းတင်ကမိမိပညာမဆုံးသေးသောကြောင့်မခိုးပြေးနိုင်သေးသောကြောင့်ဆယ်တန်းအောင်မြင်ပြီးနောက်အလုတ်ကံရမှခိုးပြေးနိုင်မည်ကြောင်းဖြောင်းဖြောင်းဖြားဖြား ယူရစွာပြောဆိုကြသောကြောင့်ခမရမချင်းကလေးမှာသဘောတူလိုက်ရရှာလေသည်။မြားမကြမီမချင်းကလေး၏မိခင်များအခြားမျိုးတို့ပြောင်းရွှေ့ရလေသည်။မချင်းခင်မှာမျက်ဤကလေးတလေလေနှင့်မိမိသွားရတော်မူအကြောင်းကိုမောင်သိန်းတင်အားပြောကြားရှာ၏။မချင်းခင်တို့တင်မောထွက်မြေချင်းတွင် မောင်သိန်းတင်လည်းတင်မောသိန်းတို့ဆင်းခဲ့၏။လူကြီးများရိပ်မိသွားပြီဆိုသောကြောင့်ခဝေဝေးမှပင် မိုင်တွေချကနေ၏။မချင်းခင်လည်းလူကြီးများမသိရအောင်တစ်ချက်တစ်ချက်ခိုးကြည့်ပြီးလင်လက်ကင်ဘွာဖြင့်မျက်နာကိုတုပ်၏။ မျက်နှာနှင့်မျက်စိတို့မှနေလျက်နေတော့၏လူကြီးများမှမူကားပစ္စည်းများကို နေရာချနေရသည် ခမန်းကနန်းမိတ်ဆွေများအားနှုတ်ဆက်နေရသည်တမျိုးတို့ကြောင့်မချခင်တို့၏ဖြစ်ပျက်ကိုမရိပ်မိရှာရှာပေတင်မော်လည်းထွက်ရလာခဲ့၏တမီးသားနှစ်ယောက်တို့လည်းရွံ့ကျိုးမရဖြစ်ပြီးလင်ခွဲခွာရလေတည်းများမကြမီမချခင်တမ်းမှစားတဆောင်ရ၏မိမိတန်စားပြီးရန်လိမ့်စာနှင့်တကွလမ်းဆွကြောင်းများပါလေသည်မောင်သိန်းတင်လည်းရင်တခုန်ခုန်နှင့်ပင်စားကိုပြန်ပြန်ဖက်ရှာ၏ နှစ်ယောက်စလုံးပင်တယောက်ထံမှစာကိုတယောက်ကမျှော်နေရင်းနဲ့ပင်ရက်တွေလာပြီးအတော်အကုန်လုံး၍လာခဲ့လေသည်မောင်သိနေလဲဆယ်တန်းအောင်ကြီးနောက်ကောလိပ်ကျောင်းနဲ့ဆက်ရွယ်၍နေ၏မချစ်ခင်တန်းသူလဲစာမမှန်ပြီမချစ်ခင်ကလဲစာမမှန်ပြန်၏တရံခါတော်မချစ်ခင်သည်မိမိနှင့်သူဦးလေးများရှိရာရန်ကုန်သို့လဲလာ၏မိထဗုဒ္ဓယုံတွင်ဦးလေးများလာရောက်ဆင်းကြကြလေသည်မောင်တိတ်နှင့်လည်းမိထဆိုင်ခြင်းတွင်ဗုဒ္ဓယုံတို့ရောက်နေနေ၏ မိသားဆိုင်လင်မောင်သေးတင်လဲမချေခင်ရှိရသူသား၍နှုတ်ဆက်၏မချေခင်မှာဝန်တာရမလို့လို့မိဘဦးလေးတို့အားရှက်ရမလို့လို့ကြောက်ရမလို့လို့ဖြစ်လျက်နေ၏အတန်ကြာလင်ဘူတာယုံ၌မောင်သေးတင်နဲ့မချေခင်တို့အာပါဒရာစကားပြောနေကြသည်ကိုမြင်ရလေသည်ဤချင်းရာကိုမိခင်နှင့်ဦးလေးတို့မြင်ကြလင်မိတို့လောက်ရမှန်မသိစကားပြောသည်ကိုတားရမလားလှုပ်၍ပဲထားရမလားမောင်သေးနေအပင်ငောက်လိုက်ရမလားညီတို့လောက်ကြရမလား တမီးသားနှစ်ယောက်လည်းစကားကောင်းလျက်နေကြအကုန်၏အတန်ကြာလင်းနှစ်ယောက်စလုံးကမက်ချကင်ဦးလေးအိမ်သို့ခေါ်သွားပြီးလင်းစစ်စစ်မေးမြန်းကြကုန်၏ဟုတ်တိုင်းမှန်ရာပေါ်၍ကုန်လေသည်မောင်သိန်းတင်လည်းမက်ချကင်နှင့်တန်ကြောင်စကားပြောပြီးလင်းကျောင်းသို့ပြန်လာခဲ့လေသည်မက်ချကင်ဤမိခင်နှင့်ဦးလေးတို့လည်းသဘောတူလိုက်ကြရလေသောသတည်းမောင်သိန်းသည်မက်ချကင်ရန်ကုန်၌ရှိနေသည်များကာလပတ်လုံးမကြာမကြာတွားရောက်လည်းပဲစကားပြော၏ဆယ်ရက်ခန့်ကြာလင်းမက်ချကင်တို့မိမိတို့နေထိုင်ရာမြို့သို့ပြန်သွားကြလေ၏ ောင်သိန်းတွေလည်းရန်ကုန်တွင်လွမ်းရည်ကြံရည်ရှာလေသည်စာပေးမြဲပေးနေကြပြန်၏ကျောင်းပေသောခါမြ၌တစ်ခေါက်တလေမချစ်ခင်တို့အိမ်သို့သွားရောက်လေပတ်လေးပင်ရှိ၏ဤနေ့တိုင်းပင်မောင်သိန်းတွင်နှင့်မချစ်ခင်တို့ချစ်ခင်၍လာကြသည်မှာသုံးနေခန့်ကြာလေသည်သမီးစားဘွားသာရှိသေး၏အတန်းကြာလင်မောင်သိန်းတွင်နှင့်မချစ်မချစ်ခင်တို့၏အကြောင်းကိုမောင်သိန်းတွင်ဤမိပါများတိစာပြု၍လာ၏မချစ်ခင်နှင့်မိမိတို့၏သားကိုပေးစားရန်သဘောမတူ မိမိတို့သားတွေမှန်းထားသူတယောက်ရှိလေသည်မောင်သိန်းတင်အားများစွာစုပူကြ၏စိတ်ပြေအောင်များစွာဖြတ်ကြ၏ကာလဘဝတ္ထုတဲ့မူကားဤနေရာမျိုး၌မောင်သိန်းတင်အားဖြတ်ပြေရမည်မဟုတ်မောင်သိန်းတင်နဲ့မချေခင်တို့ဧကန္နညားကြမည်ဖြစ်ကြလေသည်ကျွန်တော်တို့ဤမောင်သိန်းတင်ကကာလဘဝတ္ထုဇာလိုက်မဟုတ်ရကလူကြီးမိဘတို့ဤစကားကိုပင်လိုက်နာရမည်လောမချေခင်ကိုပင်ယူရမည်လောဟူ၍တွေးတော်၏မယဆိုင်ညလေသာနေဤသို့သော ဖတ်ချက်ခင်အားစာပြီးမြတ်သာလင်ပြေးလျက်နေ၏ဤသို့စာပြီးနေစကားမူရှေးကစာများကဲ့သို့ဖတ်ယူမကောင်းမောင်သိနေဤစိတ်ညစ်ခြင်းမူရာတို့သည်၎င်း၏စာများ၌မြတ်ပါလျက်နေတော်သည်မောင်သိနေကမိဘုံတဘုံကြားတွင်ရောက်၍နေရပေ၏မိသည့်အဘက်ကမှမထိုးသာကြေမိဘတို့၏စကားကိုနားမထောင်လျင်၎င်းတို့၏စကားကိုတစ်သက်လုံးလိုက်နာကြသည်များအချီးနှီးဖြစ်တော်မူ၎င်းတို့ပြုသူသည်များအချီးနှီးဖြစ်တော်မူမိမိအတွက်မိဘများသည်တစ်သက်လုံးဆင်းရဲကြရတော်မူ မိမိနှင့်မိဘတို့မှတစ်သက်လုံးရန်သူကြီးများဖြစ်ကြရတော်မူ၏ဤသို့အဖြစ်မခံဝဲမိဘတို့ကကြောက်ရွံ့ရိုသေသောတားဖြစ်သောကြောင့်ဖြစ်သည်မိဘတို့ဤဇကားကိုမြည်သည့်ခါမှမပေဘူးပါလျက်ဤခါမှပေတော်မူလော၎င်းတို့ဤဇကားကိုအဘယ်သို့လွန်ဆန်နိုင်အပ်နေသူကြီးမိဘတို့ဤဇကားကိုလိုက်နာပြီလင်မချခင်ကလေးကိုပယ်လိုက်ရမည်ကလည်းမိမိအခြေဥဖြစ်သောကြောင့်အခက်အဘယ်နည်းနှင့်ပယ်ရအံ့နေ မချခင်အာမိမိပဲလိုက်လင်ခမရမင်းကလေးမှာရေမိတို့ဖြစ်အန်ဒီမိမိရပဲတို့ထင်အန်ဒီ၎င်း၏မိမာများမသိသေးလင်တော်ပေသည်ဤယခုက၎င်း၏ဆွေမျိုးများအားလုံးသည်ဖြစ်နေပြီ သူတကားအမိတို့မျက်နာပြဝင့်တော်အန်ဒီဆွေမျိုးများ၎င်းအမိတို့ပြောဆိုကြအန်ဒီအရထဲကြီးလူကြီးများမိတို့ပြောကြအန်ဒီတသက်လုံးခက်လေတော်မိတကားဤတို့တစ်ဖက်ဖက်ကိုမဆုံးဖြတ်နိုင်ခဲ့ဒီမှာနှစ်နှစ်ခန့်ကြာခဲ့ဤ မိဘများစကားကိုကြားလိုက်ရင်မိဘများဘက်သို့ဗာရေးသွား၏မက်ချခင်ဤစာကိုရပြန်ရင်မက်ချခင်ဘက်သို့ဗာရေးသွားရှာရချင်၏အစာကလေးကပင်မတွေ့ဆုံခဲ့ကြီးစားမဖြစ်ခဲ့ကြလင်ကောင်းလေစွာဟုတွေးတော့ကမိမိငယ်စဉ်ကမစင်စားပဲကြီးစားထားခင်ပြီးဒီကိုစိတ်ဆိုး၏နောက်ဆုံး၌မိမိနှင့်အမျက်နှီးဆက်နေသောမိဘတို့၏စကားကအောင်မြင်၍သွားတော့၏အကယ်၍သာမက်ချခင်ကလေးနှင့်နှီးဆက်၍နေမည်ဖြစ်မူကားမက်ချခင်ဤစကားမှာအောင်နိုင်ပွဲရာအကြောင်းရှိလေသည် ဤသို့အလူရတိုက်ခံဖြစ်ဖြစ်နေကြရ၌ဤကနေသူဤစကားမှာအောင်မြင်စမြဲပင်ဖြစ်သောကြောင့်ဖြစ်သည်စာပေခြင်းကိုရက်ဆဲလိုက်ဤစာပေခြင်းကိုမရက်ဆဲမိကပင်မတ်ချစ်ခင်ရိပ်မိဤသို့သောမတိလီဟံစာပြံမြဲစာပြံ၍နေရှာဤမိမြအနေခက်ရှာမည်နီစာပေစာယူလုံးလုံးဖြတ်လိုက်ထားဖြတ်ထားလိုက်ဒီမှာနှစ်နှစ်ခန့်များကြာပြည့်လာပြန်ဤမောင်သိန်းနေဤစိတ်ထဲ၌မြည်သို့ဖြစ်နေသည်ကို၎င်း မက်ချီဂင်စိတ်ထဲတွင်မြည်သူဖြစ်နေသည်ကိုလည်းပေါင်းမရေးသားပြီမကြမကြစဉ်းစားမိကြလွမ်းဆွမိကြမိကယုံမားပွဲမရှိ မောင်ဒိတ်နဲ့လည်းဘီကိုအောင်မြင်ပြီးနောက်အစိုးရလုံးနဲ့မြို့တမျိုးသူပြောင်းရွှေ့ရ၏မက်ချီဂင်မတိချပေးမက်ချီဂင်တို့နေထိုင်ရာထက်ဝိသက်ထက်ပြန်ဝေးရသွား၏မောင်ဒိတ်နဲ့လည်းမိမိဖြစ်ပြများကိုညီကိုတဝမ်းခွဲတော်သူမောင်ဘရှင်အားအလုံးစုံဖွင့်ဟ၍ပြောကြ၏ညီကိုတော်ယုံမကလွန်နေရာရင်းနှီးသောမိတ်ဆွေလည်းဖြစ်လေသည်ဤသို့မောင်ဘရှင်နှင့် မောင်သိန်းတင်တို့ယင်းဤကြောင့်ကိုမက်ချက်ခင်သည်မိမိတို့ချင်းချင်းဖြစ်ပြပုံများကိုမောင်ဘတ်ရှင်အလုံးစုံသည့်ကြောင့်ကိုလည်းမက်ချက်ခင်သည်တနေ့တိုင်းမက်ချက်ခင်သည်မောင်ဘတ်ရှင်တန်းတို့အကျိုးကြောင်းများကိုစာရေးပေးလိုက်၏မောင်ဘတ်ရှင်လည်းမကြမ်းတမ်းအောင်ဖြစ်လျက်နေ၏မောင်သိန်းတင်ဤမိဘများကိုလည်းကြောက်ရွံ့ပြီးသားဖြစ်သောကြောင့်လူကြီးများသိသွားမိကိုစိုးရိမ်၏မက်ချက်ခင်စာကိုမြင်ရပြန်နေလဲတနာစိတ်ပေါင်းမိ၏မိမိစိတ်ထဲတွင်မက်ချက်ခင်အားမတနာပဲမနေနိုင်နောက်ဆုံး၌ မောင်ဘွားရှင်လည်းမောင်သိန်းထန်တို့မချခင်ဘက်မှစပြေးစားတောင်ရေးလိုက်၏မောင်သိန်းထန်စားပြီးရန်လိမ့်စာကိုလည်းမချခင်တန်တို့ပို့လိုက်မကြမီမချခင်ဤစာနှင့်မောင်ဘွားရှင်တို့ဤစာများသည်မောင်သိန်းထန်ရောက်ကြ၏စာမပြန်ဘဲမနေရသဖြင့်မှန်မှန်ပင်စာပြန်၍နေ၏ယခင်ကဘူမျိုးဘူရပြန်၏မောင်ဘွားရှင်ကလည်းတိုက်တွန်းချက်ထောက်ခံခြင်းများရေးသားလျက်နေ၏မချခင်ကိုယူရန်စိတ်ကူးမိပြန်၏မိဘများနှင့်စကားများစွာပြုလာပြန်၏ထို့နောက်နောင်တော့တဖန်ရပြန်၏ ဝန်내စိတ်များပေါ်ပေါ်၏လာပြန်၏နောက်ဆုံး၌မိဘတို့၏စကားကိုမလိုဆန်တော့ပြီဟု၍စိတ်ကိုတင်းလိုက်ပြီတွင်မတ်ချစ်ခင်နှင့်မောင်ဘွားရှင်တို့တန်အစာမပြန်ပဲနေ၏၎င်းတို့ထမ်းမကစာနှဆောင်သုံးဆောင်ရောက်သည်၏သို့သောမောင်သိန်းနေကပြန်စာမပြီးသောနောက်ဆုံး၌၎င်းတို့ကလည်းစာပေးခြင်းကိုရက်စဲလိုက်ကြလေတော်သည်၆လကံကြာသောအခါမိစေတယောက်ထမ်းမမောင်ဘွားရှင်နှင့်မတ်ချစ်ခင်တို့လင်မယားဖြင့်ပေါင်းတင်းနေကြပြီဖြစ်ကြောင်းစာတော်ဆောင်ရောက်၍လာလေသည်စာကိုဖတ်ပြီးနောက် စပွဲပေါ်တွင်လက်ကိုထောက်ကလက်ဝါးနှစ်ဖက်၏အကြားတွင်မိစကိုထား၍စဉ်စားကန်ထုတ်လျက်နေလေတော့သည်အဘယ်ကိုတွေးတော်နေပါသနည်းဤကြောင့်ပြောနေ၍ဆုံးသောအခါအတော်ညစ်နေနေပြီဖြစ်သောကြောင့် မောင်သိန်းတင်နှင့်မောင်လူရီတို့လည်းအတီးဒီအခန်းထဲဝင်၍အိတ်ကြလေတော့သည်တဲ့1932မေကန္တလောကတဲ့မင်္ဂလာများဒီတခါကျွန်တော်တို့ညီကောင်မောင်မတွေကိုဆက်လက်ပြီးဖတ်ပြပေးနေတာကတော့ခစံဆရာကြီး ဒိဗ္ဗံမောဝါဤဝိတုဆောင်ဝါဘောင်းချုပ်တဲ့စာအုပ်ထဲမှာ130ဆိုတဲ့ဝိတုဆောင်ပါဠိဖတ်ပြပေးကြပါမယ်ခင်ဗျာနားဆင်ပေးကြပါဦးခင်ဗျာ130တဲ့နေဗံဝေတော်မိဤတင်မောကျဲချံရွာ၌စိတ်ကဲ့လေသည်ကျဲချံရွာတရားလုံးကြွကြွကြစီစီဖြစ်သွား၏အဘဲကြောင့်နေဗံဝေတော်မိပေါလာသည်အခွန်တော်ကောက်ခင်ကောက်ခံခြင်းလည်းမဟုတ်အမှုကင်းစစ်စစ်ရန်ကြောင်းလည်းမမြင်ဘာသာများလည်းမကြရရွာစကြီးကြောင် ဘယ်မြောက်လောင်းကများ၆ထပ်ပြန်တယ်လည်းမသိရွာတွင်ရှိကလေးပေါင်းတို့မှလည်းနှစ်ထောင်အားရဝမ်းမြောက်လျက်ရှိနေကြကုန်၏ကံမေတို့ပြေးစင်ပြီလင်းတင်မောဆိုင်ဒီကိုဝိုင်းအောင်ကကြည့်နေကြလေသည်ဝမ်းမြောက်ဝမ်းသာရေမောကချင်းချင်းစကားပြောနေကြ၏မိမိတို့ကံကောင်းသောကြောင့်သာဆိုရမင်းမိမိတို့ရွာသို့ရောက်ရလာပြီသည်ခါတိုင်းကမိမိတို့ရွာကိုဖြတ်ကျော်၍သွားသည်သာများလေသည်ဒီတခါမှဝင်လာတော့၏တေကောင်းပါကလား ယနေ့ကမိမိတို့ရွာတွေထူးခြားသော နေကြီးဖြစ်ပေသည်ဆိုရဆိုဒီမှာအဘဲတို့နေသည်အရင်မနစ်ကလာတော့ဆိုရပဲလားကြည်ကျင်စမ်းပါပြီ အရင်ဆိုရလိုရွာပေါ်မတဲပဲပြန်သွားမလားဒီလိုဖြင့်အလကားပဲစသည်ဖြင့်တွေးတော့ကဝမ်းမြောက်ကြီးဝမ်းမြောက်လေးနေကြကုန်၏ဗိန်းစားမောင်ကြီးကတင်မောကြီးအိုဝါဇံကြားကလေးကမယောင်မလဲနဲ့ရွာနောက်ဖေးတော်ရဲသို့ရှောင်းတင်းရွေသွားလိမ့်ပြီအခြားကြောင်များနဲ့လာရင်တော်သေးရဲ့တရက်ကို130မြောက်လောက်မှဖြင့် မတော်တဆငါးပါးပါနေမည်ဟုတွေးတော့ကရှောင်းသွားခြင်းပေသည်လူစုမောင်ဖို့မှန်နှင့်မောင်ပန်းလန်တို့ကထမင်းစားနေကဖြစ်လေသည်မိမိတို့၏မိဆွေဘိန်းစားစာဖြူကပြေးလာပြီးနောက်နယ်ပိုင်စင်းမောရွာတင်ဆိုက်ကလာကြောင်းကိုပြော၏သုံးယောက်သားပြာကြီးပြာရနှင့်ရွာတောင်ဘက်သို့ထွက်၍သွားကြကုန်၏မြင်သူတို့လည်းပြုံးကြ၏ထိုသူတို့ကရွာတကြီးကိုလူမထင်သူများဖြစ်ကြ၏ရွာသူရွာသားတို့အားညှဉ်းပန်းသူများဖြစ်ကြ၏ရွာထဲတွင်မူးပြေလင်အလကားတက်တက်ရှောက်ဆဲနေသူများဖြစ်ကြ၏ အစိုးရလာတော့ကြောက်ကြပေးတဲ့ဟူ၍လက်တို့ကပြုံးကြခြင်းဖြစ်လေသည်ရွာလည်းရှိကုန်းဆိုင်ရှင်တရုတ်အပြန့်ကမိမိဘိန်းများကိုသိမ်းဆဲလျက်နေ၏အချို့ကအင်္ဂါမှုပေါ်တွင်ဝှက်လေသည်အချို့ကအိမ်အောက်ရေထဲသို့ပြည့်ရွှေ့ချ၏သူ၏ဆိုင်သည်အရက်ခူရောက်နေကြကဇော်မောင်များကမိမိရပ်ပလင်းများကိုတုံပြစ်နေလေသည်ဘာမှပြည့်မရှိသောသူများပင်လင်းဝန်နောက်မင်းလာခြင်းအကြောင်းရင်းကိုသိလိုသောကြောင့်နားစင်က ထောင်နေကြ၏တရင်မေးကြ၏ဘာမှမကြရ တင်မောဆိုင်နေဒီမှာ15မိနစ်ခန့်ကြာလိမ့်ပြီဝန်တော်မင်းလဲတင်မောထဲမှာပင်ရှိသေး၏မျက်တောင်ကိုမပြဘာကြောင့်ပါလဲရွာကြီးဆင်းသွားလိမ့်ပြီယခုတော့မပြန်လာသေးဘူးဤကဏအကြောင်းထူးတစ်ခုရှိရမည်ရွာကြီးပြန်လာကိုသာလင်းဆောင်းစား၍နေကြလိမ့်သည်ဟောထွက်လာပြီပြာကြီးပြာရနေပါကလားဆိုင်ကောင်းဥထုလင်းအိမ်ထဲသို့ဝင်သွားပြန်ပြီဟောရွာကြီးနေဥထုလင်းမှာထွက်လာကြပြန်ပြီဘာကိစ္စလဲဟုမေးကြ၏ရွာကြီးလည်းဘာမှမပြော ရွာတောင်ဘက်ဝဆိုင်ကောင်းတဲ့အတူတူထွက်ရည်သွားကြသည်ဟောကြည်စမ်းဖိုးချီအိမ်တို့ဝင်သွားကြပြီဖိုးချီတို့ဒုက္ခပဲဒီကောင်နေပိုင်လာတာမသိဘူးထင်ပါရဲ့တင်းဖော်မောင်ကြီးဘိုးမန်ပန်းလန်တို့ပြေးကြကုန်ပြီဒီကောင်ကိုမိကြကောင်းတယ်သူရှိလို့ရွာအာကြီးပူနေတယ်မို့လားဖိုးချီကတမိကလေးနဲ့ထမင်းစားနေက ဖြစ်လေသည်အစိုးရတင်မောဆိုင်ဒီကိုမသိရှာအကယ်၍တိပါမူကားသူတခါတဲ့သူတခါတဲ့ဥစွာပြေးမိသူဖြစ်၏ တကြီးနေဆိုင်ကောင်းတို့ဝင်လာကြလေသည်ဘာကြောင့်လာသလဲမသိထမင်းစားကြပါလားဟုထမင်းစားခေါ်၏တကြီးကလည်းစားပြီပြီဆိုကဘိုးချစ်နား၌တွားရထိုင်၏ဆိုင်ကောင်းကလည်းသူ့နားမှာမခွာခတ်တော်တာပဲဘာများလောက်ကြမလို့ပါလိမ့်ထူးထူးဆန်းဆန်းဘိန်းများဖမ်းလို့လားဘိန်းဖမ်းလို့ဘာရမလဲမနေ့ကပင်အာလုံးရောင်းလိုက်ပြီတကြီးတော့မပါလင်လူမိုက်တော်မလို့ခပ်ပြုံပြုံကလေးနေ၏တကြီးလဲဟိုပြောဒီပြောနေပင် သူရတွင်သူဤမျက်နာဘာတာတာနဲ့ နေရမကြအကြောင်းတိုးတခုရှိလိမ့်မည်။ဘာကိစ္စလာပါတဲ့ဟုတကြီးရမင်းဤနေပိုင်ကတွေ့လို့ရခေါ်ကြောင်းပြန်ပြော၏။ခက်ပြီးဘယ်တော့မှရောက်နေပါလိမ့်။တကြီးလိန်စလားမသိအဒီပြောနေပုံရသည်။ဘိုးရှိလည်းဘလိုလုပ်ရမည်မသိလူဝေလျက်နေ၏။မျက်နာတွင်တိတိကျကျမှမရှိဝင်တော်မင်းခေါ်ဒီမှာကြောင်းတကြောင်းသာရှိ၏။ဘသူများတွားတိုးလိုက်ပါလိမ့်မလဲ။တကြီးပြင်ဘသူမှမရှိတကြီးသာလဲမိမိဤပျက်စီးရာဖြစ်လေသည်။ ဤသို့ပြောနေရုတ်တရက်ထကအိမ်ပြင်ပဲ့ထွက်သွား၏တကြီးလဲဘိုးချစ်ကဲ့သို့ပင်ထကဘိုးချစ်ဤလက်ကိုဆွဲ၏ဘိုးချစ်လဲတကြီးဤလက်ကိုဖဲကလက်တိပြင်တစ်ချက်ထိုး၏ထို့နောက်အိမ်အောက်သို့ဆင်း၏တကြီးလဲဆင်း၍လိုက်ကရေပင်ကိုဆွဲရထား၏တကြီးအားတစ်ချက်ကံမြန်၏ရှုံ့ဝက်ထက်တွင်တကြီးလှိမ့်နေလေသည်သို့သောဘိုးချစ်ဆပင်ကိုမလွတ်ဆိုင်ကောင်းလဲလက်ချင်းခံရန်အိတ်ထဲမှ လက်ချင်းကိုယူထုတ်၏ဘိုးချစ်ဤသမီးလေးကလူ၍ပြေးလေ၏ ဤသို့လုံးထွေးနေသည့်အတွင်ဖိုးချစ်အားဖမ်းပြီးဆိုသောတဲ့မှာတရွာလုံးပြေးရွေသွားလေသည်ဖိုးချစ်နှင့်တကြီးတို့လုံးထွေးနေကြသည်ကိုရက်ကြည့်နေကြသော်ရက်ကြည့်နေကြကုန်၏စိန်ကောင်းတယောက်ပြေးလာပြေးလင်းတကြီးဘက်ကနေရွေကူ၏ဖိုးချစ်မရနှင်းမြိုင်ကရွာဆုံးဖြားမှတည်င်းကြပြီးပြေးလာပြေးလင်းမိမိ၏လင်ဘက်မှဝိုင်းရည်တက်ဝိုင်းရည်ခုခံလေသည်သူတို့လုံးထွေးတပ်ပုတ်ခုခံနေသည့်ကြောင်းကိုနေပိုင်အားမိမတယောက်လာပြီးပြောကြလေသည်နေပိုင်မောင်လူကြီးလည်း ခြောက်လုံးပြုဇဏကိုခါကြနှင့်ညကသင်္ဘောမှတက်၍လာသည်ဝင်းတော်မင်းတက်၍လာသည်ကိုမြင်ကြလင်တရွာလုံးဆိတ်အေးသွားကြ၏အာရဤသွားကြ၏ဝမ်းမြောက်ဤသွားကြသည်ဘိုးကျင်၏တကြီးတို့လုံးထွေးနေကြသည့်နေရာသို့ရောက်လင်ဘိုးကျင်အားအဖမ်းခံရပြော၏ဘိုးကျင်လည်းဝင်းတော်မင်းနှင့်ပဲပင်မှတွေ့နေပြီဖြစ်သောကြောင့်မပြေးစာမရှောင်သာပြီအမိခံရ၏မိမိသည်မိလူ၏ပြေးသော လက်ချင်းနှင့်ပင် လက်ချင်းအခက်ကိုခံရလေသည်တကြီးလည်းမကြည်မချမ်းဖြစ်လျက်နေ၏တကူလုံး ရှုပ်နေပေလေးရဲ့လူရုပ်ပင်မှာပေါ့ကိုရောတကောလုံးရှုပ်ရပင်မကောင်းလက်ချင်းခတ်ပြီးလင်းတမောတဲ့သူခေါ်ခဲ့ရမည်အမိန့်ရှိသောကြောင့်ဆိုင်ကောင်းတို့ကဘိုးချေအားဆောင်ယူခဲ့ကြလေသည်တရွာလုံးနောက်ကစူညံစူညံကြွက်စီကြွက်စီနဲ့ဟိုပြောတည်ပြောတတော်တော်လိုက်၍လာကြကုန်၏မရနှိမ့်မြိုင်တဲ့သမီးအေမယ်တို့လည်းထိုလူစုတဲတွင်ပါ၍လာကြလေသည်တင်မောတို့ရောက်လင်းပုံမှန်130ရဘိုးချေအပေါ်၌ဆွဲချက်တင်၏တတိယများကိုစစ်စစ်ဤ အာမခံမပေးနိုင်ရင်ထောင်တန်းနှစ်နှစ်ခံစေဟုဆင်ရင်ကြက်ချာ၏တနစ်သာပြေးပြင်းညံသာသောလဲတကြီးအခုခံသောကြောင့်နှစ်နှစ်အပြစ်ဒဏ်ပေးသည်ဟု၍ပြောဆိုကြကုန်၏တကြီးလဲမိမိအခုခံသောကြောင့်ဘိုးကြီးအားထောင်တန်းတနစ်ပို၍ကြားလီပြူ၍အာရဝန်းသာပြုံးရှင်စွာနေ၏ဘိုးကြီးကအာမခံမပေးနိုင်မှန်၍သွားရှာ၏တမိကလေးအေမဲမရနှိမ့်မြိုင်တို့နှင့်ခွဲခွာ၍သွားရကြတော်သည် ထောင်ထဲတွင်သုံးရန်ဝေတောင်းဤနှိမ့်မြိုင်လဲ ိတ်ထဲမှငွေနေကြက်ကိုထုတ်ရပေးလေသည်နှင်းမြိုင်မျက်စီတွင် မျက်ရည်များလဲ၍လာ၏နနစ်ဆိုသည်မှများလာကြသည်ဤတွင်ငါတို့မြည်သူနေရအန်ဤမိမိလင်ဖိုးခြင်းမှာအကောင်းမိမိလက်ထက်တွင်ပင်ဘိန်းစားဘွားသို့ရောက်၏မိမိလက်ထက်တွင်ပင်လူဆိုးဘွားသို့ရောက်၏မိမိလက်ထက်တွင်ပင်တခုဘွားသို့ရောက်၏ပြော၍မရဆို၍မရထို့ကြောင့်ကြော်သောသတင်းထွက်လေသည်အော်ခက်လိုက်ပါပြီတော့ဘိုးခြင်းနေနေမြိုင်တို့၏ဖြစ်ပျက်ကိုမြင်သောဝင်တော့မောင်လေးမှသူတို့အား ဒါနမိလေသည်သို့သောဘာမှမတန်နိုင်မိမိဝတ္တရားကိုဆောင်ရွက်ခြင်းသာဖြစ်လေသည် ထောင်သို့သွားရမည်သူသွားပြီးနောက်အပြင်ကြံရက်ခဲသောနှင်းမြိုင်နှင့်အေမဲတို့ဘလို့ရှိကြမည်နည်းဤဆာရမဲတောက်ရမဲနှင်းမြိုင်နှင့်ဒူဤသမီးကလေးမှာမြည်မြပြူဆွေးရိပ်နေကြမည်နည်းဒါနသောကြောင့်ထောင်မချပြန်လင်းဝတ္တရားမကြည်ရာကြမည်ပြီမိမိဝတ္တရားတိုင်းဆောင်ရွက်ပါမှာကလည်းတဏှာစရာကြီးနှင့်ကြုံတွေ့ရပေသည်ရှေ့လည်းမတို့သာနောက်လည်းမဆုံနိုင်ဤကြောင်းများကိုတွေ့ဝေစဉ်းစားလေနည်း စဉ်းစားလျက်နေရင်ပင်တင်မောလဲကြွဲကြံမှထွက်လာခဲ့၏နှင်းမြိုင်တို့လဲကြံရစ်ကြလေသည်တဲ့1930တင်မတ်လခန္ဓာလောကတဲ့နာစဉ်ပေးကြသောညီကုံမောင်တို့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာညီကုံမောင်တို့အားလုံးကြံ့မှကြပါစေချမ်းသာကြပါစေဘေးရန်ရကင်းရှင်းကြပါစေလူကျင်သောပန်းနိုင်ကိုအများဆုံးရောက်ရှိကြပါစေခင်ဗျာ